ရွှေတွေကဘာကြောင့်ဒီလောက်အထိဈေးကြီးနေရတာလဲ။ရွှေကလူတိုင်းတံမိုးထားကြတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။စီးစိမ်ချမ်းသာတွေရဲ့အတိတ်အနတ်မှာရွှေကထိတ်ဆုံးကနေပါဝင်ပါတယ်နော်။တချို့ဆိုရင်ရွှေကိုလုံးဝအတနာအနေနဲ့မဟုတ်ဘဲသူတို့ရဲ့ပိုင်ဆိုင်မှုမာတွေတောင်ထည့်သွင်းတက်ဆင်ကြပါတယ်။တံမိုးကြီးစမတ်ဖုန်းတွေတံမိုးကြီးစိန်ခံကားတွေမှာတော့ရွှေတွေကတ်ထားကြတဲ့အထိရွှေကိုယူသွင်းကြသူတွေလည်းရှိပါတယ်။တချို့ဆိုရင်အမေသားကင်းနေရေကက်မှုန်တွေမှာတော့ရွှေဆိုင်ကတ်ပြီးတော့ရောင်းချကြလေးရှိပါတယ်။ဒါပေမဲ့ရွှေကတခြားသောတွန်းထွက်ပစ္စည်းတွေထက်အများကြီးပိုပြီးတော့ဈေးကြီးပါတယ်။ရွှေကဘာဖြစ်လို့ဒီလောက်အထိဈေးကြီးနေရတာလဲ ဒီနေ့ဗီဒီယိုထဲမှာတော့ဒီအကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိအတူတူလိုက်ကြည့်ခဲ့ပေးပါအောင်နော်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ page ကနေအခုလိုမျိုးကမ္ဘာတစ်လောကထူးခြားဆက်ပြတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ခက်စားလေးလားကြည့်ရှုကြင်ကြားတဲ့ပရိသတ်တွေအနေနဲ့ကျမတို့ရဲ့ page လေးကိုလိုက်တာ follow လေးလုပ်ထားကြဖို့လိုအပ်မယ်ဆိုတဲ့အကြောင်းလေးသတင်းစကားပါလိုက်ပါစေ ကေတာဆိုရင်ဗီဒီယိုလေးကိုပြန်ပြီးတော့ဆက်လိုက်ရအောင်ပါ။လွန်ခဲ့တဲ့နှစ်ပေါင်း3.9ဘီလီယံလောက်ကျုံကကဘာပေါ်ကိုပြတ်ကျခဲ့တဲ့နျူထရွန်ကြဲကြီး20မှာရွှေအက်ပတန်နေပေါင်းဆက်ပါဝင်နေတာကနေတဆင့်ကဘာပေါ်ကိုရွှေဆက်တင်ရောက်ရှိခဲ့တယ်လို့ပညာရှင်တွေကယူဆထားကြပါတယ်။နှစ်သန်းပေါင်းများစွာကြာမြင့်လာတဲ့အချိန်မှာကဘာမြကြီးရဲ့ပုပ်ပွက်စုနေတဲ့ဥတိုင်းတွေကရွှေတုံးတွေကိုကဘာအပေါ်ရန်လွှာစီတွန်းပို့ခဲ့ကြပါတယ်။ရွှေတုံးစာတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း4000လောက်ကပယ်ရီရိုလီသစ် လိုင်ကူမှာစတင်တွေ့ရှိခဲ့ကြတာပါဒါကလူသားနယ်ရွှေတို့ပထမဆုံးထိတွေ့မှုအဖြစ်ထင်ရှားပါတယ်ရွှေဆိုတာအလွန်ရှားပါတဲ့တထုတစ်မျိုးဖြစ်ပါတယ်ရွှေကအလွန်ပြော့ပြောင်းတဲ့ဂုဏ်သက်တွေရှိပြီးမကြိုးမပဲ့ဘဲနဲ့အလွယ်တကူပုံပြောင်းနိုင်ပါတယ်တခြားတထုတွေနဲ့လုံးဝကွဲပြားနေတာကရွှေရဲ့တောက်ပါတဲ့အဝါရောင်တွင်ပြင်မှာပဲရှင်ဒီအချက်တွေကရွှေကိုကဘာပေါ်မှာလူအုံများစေတဲ့အဓိကအချက်ပဲဖြစ်ပါတယ်ရွှေကအယူနဲ့အနုမျိုးနံပါတ်69ရှိတဲ့ dressing တစ်ခုဖြစ်ပြီးတော့အသက်စင်ဆုံးသော dressing တွေထဲမှာအသက်ရှင်ဆုံးလို့တောင်မှပြောလို့ရပါတယ်ရွှေကလျှက်စစ်တက်ကိုလည်းစီစဉ်တည်ဆောင် ိုင်ပါတယ်။နောက်ပြီးတော့ရွှေရဲ့ထူးခြားတဲ့ကုန်သတ္တိကဆွေးမြေ့တာပြက်စီးတာလုံးဝမရှိတာပါ။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ရှေးအစ်ကျလူမျိုးတွေကရွှေပေါ်မှာဆွလန်းလာခဲ့ကြပါတယ်။ရွှေကိုငွေကြီးအဖြစ်နဲ့အသုံးပြုကြသလိုဘီရင်ကြီးတွေရဲ့ခေါင်တလားတွေမှာလည်းရွှေနဲ့မြုံနှံကြပါတယ်။ဘီရင်ကြီးဒူတန်ခံမရဲ့တင်ဆိုင်ကိုဆိုရင်သူစီမှာထည့်သွင်းထားခဲ့တဲ့ရွှေတွေရဲ့ဒီနေ့ကာလပေါင်စည်တန်ဖိုးကဒေါ်လာတစ်သန်းလောက်ထိတောင်မှရှိနေနိုင်ပါတယ်။1992ခုနှစ်မှာ US Congress ကရွှေရဲ့ဈေးနှုန်းကို American Dollar နဲ့သတ်မှတ်တဲ့ဥပဒေကိုအတည်ပြုခဲ့ပါတယ်။ 1999ခုနှစ်မှာဆိုရင်ကော်နာရစ်လိုအမည်ရတဲ့လူတူကသူ့ရဲ့ကိုပိုင်းမိသားစုပန်ချာမှာ19ပေါက်အလေးချိန်ရှိတဲ့ရွှေတုံးကြီးတုံးကိုတွေ့ရှိခဲ့ပါတယ်။ ဒီရွှေတုံးကြီးကဒီနေ့ကာလပေါက်ဈေးနဲ့ဆိုရင်တော့အမေရိကန်ဒေါ်လာ3သိန်း36000ထောင်လောက်ထိတောင်မှတန်ဖိုးရှိနေနိုင်ပါတယ်1849ခုနှစ်မှာတော့ရွှေရှာဖို့ဆိုပြီးတော့လူပေါင်းတောင်းချီဆန်ဖရန်စစ္စကိုကိုရောက်ရှိလာခဲ့ကြပါတယ်အဲဒီကစလို့ဒီနေ့အချိန်ထိရွှေတူဖော်ရေးမိုင်းတွေကိုစဉ်ဆက်မပြတ်လောက်ကင်ဆောင်ရွက်ခဲ့ကြပါတယ်ရွှေကိုစေးပညာဘီတုကာနဲ့အလက်ထရောနစ်အစိပ်ပိုင်းတွေမှာပါအသုံးပြုလာကြပါပြီအာကာသာတွေကိုတွားရောက်ကြတဲ့အာကာသမိုးတွေရဲ့မျက်နှာဖုံးတွေမှာတော့နေရဲ့အပူချိန်အန်ရကိုကာကွယ်နိုင်ဖို့ဆိုပြီးတော့ရွှေတွေကိုထည့်သွင်းကတ်ထားကြတာတွေအထိပြုလုပ်လာကြပါပြီကမ္ဘာမြေပေါ်မှာ ာရွှေတန်ချိန်ပေါင်း1900လောက်ထိရှိပါတယ်။ဒါတွေကိုဘယ်နေရာတွေမှာအသုံးပြုမလဲဆိုပြီးတော့တွေးကြည့်မယ်ဆိုရင်တော့တဝက်လောက်ကတော့လဘွေယတနာတွေအဖြစ်ရောက်ရှိသွားနိုင်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ကပုဂ္ဂလိကယင်းနှမြုံနယ်မှုတွေစီကိုရောက်ရှိသွားနိုင်ပါတယ်။ဘဘပန်တွေမှာလည်းရွှေတွေကိုထိမ့်သိမ်းထားရတာတွေရှိပါတယ်။ကျန်တဲ့ဇလိယခိုင်နှုန်းလောက်ကတော့ဤပညာပိုင်းဆိုင်ရာနဲ့တောဘက်ဆိုင်ရာတွေစီကိုရောက်သွားနိုင်မယ်လို့ယူဆရပါတယ်။ရွှေကအခုဆိုရင်ရှာပွေရတာတဖြည်းဖြည်းနဲ့ခက်ခဲလာပါပြီ။ရွှေတိုက်အစ်စ်အတွေထက်မှန်တွေးရှိဖို့ဆိုတော့အတော်လေးကိုခက်ခဲတဲ့အနေအထားကိုရောက်ရှိလာပါပြီ။ဘူမိဗေဒပညာ ရှင်တွေရဲ့အဆိုအရတော့ကမ္ဘာပေါ်ရန်လွာမှာရွှေတန်ချိန်ပေါင်း9500လောက်သာကျန်ရှိတော့တယ်လို့ဆိုပါတယ်။ဒါကြောင့်လက်ရှိအနေအထားအတိုင်းတူဖွဲ့ရေးကုမ္ပဏီရဲ့အများအပြားနဲ့ရွှေကိုဆက်လက်တူဖွဲ့နေမယ်ဆိုရင်လာမယ့်နှစ်20လောက်ကျန်မှာတော့ရွှေအလုံးကုန်ဆုံးသွားနိုင်ပါတယ်။နောက်ပြီးရွှေတူဖို့ဖို့မလွယ်ကူတော့တဲ့အပြင်တူဖို့ရေကုန်စားစိတ်တွေတိုးတက်မြန်ပြလာတာကြောင့်လဲရွှေရဲ့ဈေးနှုန်းကိုရိုက်ခတ်မှုတွေရှိလာပါတယ်။ဒီအချက်တွေကြောင့်ရွှေကတန်ဖိုးအကြီးဆုံးတိုးတက်ပစ္စည်းတစ်ခုဖြစ်နေရတာပါ။ရှေ့ရှောင်လဲဈေးနှုန်းအပိုင်းမှာဆက်ပြီးတော့ပိုတက်လာဖို့ပဲရှိပါတော့တယ်ရှင်။ ီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်